င်မင်္ဂလာပါအားလုံးပဲမင်္ဂလာပါမျိုးတွေအားလုံးပဲမင်္ဂလာပါဗျာနော်ကဲကျွန်တော်ကူမာတွေအားလုံးပဲကျွန်တော်မနီရလုံက65လို့ကြားချင်တဲ့ပေါ့ချင်တဲ့ဆိုတဲ့အမျိုးတွေဒီနေ့မှာ main ဟော၄ခွက်2 main 2 main ဒီပါမ main ဟောက၄ခွက်2 main က၄ခွက်ပေါင်း၈ခွက်ပဲကစားမယ်အဲ့တော့ပေါင်း၈ခွက်နဲ့ပေါက်ကနန်းလူချင်းနဲ့ရချင်းနဲ့ဆိုတဲ့အမျိုးတွေတစ်ခါတည်းဝင်လာခဲ့မင်္ဂလာပါလေးတန်းစီနေမယ်လက်မလေးတန်းစီနေမယ် ုမမမင်္ဂလာပါလေးတန်းစီပြီးတော့ရေးသွားပေးမယ်။ channel လေးကို subscribe နေရတဲ့ channel လေးကို subscribe နေပေးပါ။ကုမမမင်္ဂလာပါလေးရေးသွားပေးပါ။အဲ့တော့ကျွန်တော်ရဲ့ချက်တော်မျိုးတွေအားလုံးပဲเนาะဒီညနေမှာမလေးရလို့ကျောက်ဆန်ကလည်းပေါ့ channel ဆိုတဲ့မျိုးတွေတစ်ခါတည်းဝင်လာခဲ့မယ်။ဟုတ်ပြီเนาะကျောက်ဆန်ကလည်းပေါ့ channel ဆိုတဲ့မျိုးတွေဝင်လာခဲ့မယ်ဝင်လာခဲ့မယ်။မလေးရတော့မေရော6ခွက်ဒီညနေမှာမေရော၄ခွက်၄ခွက်၈ခွက်ပေါ့เนาะမေရော၈ခွက်နဲ့ကစားရမယ်ပေါ့เนาะ။ကြည့်အဲ့တော့ လမလေးတန်းစီနေပြပါ channel လေး subscribe နေရတဲ့ channel လေးကို subscribe နေပြပါ comment မှာမင်္ဂလာပါလေးတွေတန်းစီပြီးတော့ရေးသွားပြီမဟုတ်ဘူးเนาะဟုတ်တယ်မနေ့ကကျွန်တော်ကျွန်တော်အချင်းရမမှန်ဟုတ်မှန်တယ်เนาะအဲ့တော့အချင်းမှန်တာလည်းကျွန်တော်ဒီမှာဘာဖြစ်သွားလဲဆိုဒီ၃ကိုမကြိုက်ရတာ၃ကြိုက်ရင်တော့ပါတယ်เนาะ သုံးကြိုက်တယ်ဆိုရင်တော့ပါရမယ်ဒါပေမဲ့အဲ့သုံးကြီးကိုမကြိုက်လိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မပါလိုက်ရဘူးဖြစ်သွားတယ်နော်သုံးမကြိုက်တော့မပါလိုက်ရဘူးဖြစ်သွားတယ်အဲ့တော့ဒီညနေမှာကျွန်တော်မျိုးတွေအားလုံးပဲထပ်ပြီးတော့ရကြင်တယ်ဆိုတဲ့မိတ်ဆွေတွေဓမ္မလေးတန်းစီနေပြီမှ channel ကို subscribe နေရသေးဘူးနော် channel လေး subscribe နေပြီမှာကဲအဲ့တော့ပြန် ဲ့တော့ဒီနေ့ကကျွန်တော်တို့တရားနေကျွန်တော်မနေ့ညနေကတော့ကျွန်တော်မြင်မင်းနဲ့ရေးလိုက်လို့လာမသိပါဘူးပြန်နော်လာမကောင်းဖြစ်နေအဲ့တော့ဘောပင်ဆော့ပင်တချို့မင်းပြေးဝယ်လိုက်ရမင်းကမြင်မဲနေရေးပြလိုက်တော့လာမကောင်းဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ဝင်ပြတယ်ပေါ့နော်အဲ့မြင်ပြကိုပြေးဝယ်ရတယ်နော်ရှိတာနဲ့ကျွန်တော်လည်းလွတ်မိရတာနော်အဲ့တော့တရက်နေညနေ၄နာရီပဲမှာအဲ့တော့ဝမ်းချင်းရှိမယ် 완전히 심해 완전히 예 나가자로 완전히 기심해 어? 완전히 심해 어때 브레이 브레이 라인 심해 나가자로 ြီးရှိမယ်ဝိုင်းချင်းရှိနော်ဝိုင်းချင်းရှိပါဘောအဲ့တော့ဒီကောင်ဝိုင်းချင်းကနေဒီဝိုင်းချင်းကနေစာကြည့်မယ်နော်ဘယ်လိုလာလဲဘယ်လိုဖြစ်သွားလဲဆိုတော့တစ်ချက်လေးကြည့်မယ်အော်လမလေးတန်းစီနေပြီပါ channel subscribe နေရတဲ့ channel လေး subscribe နေပြီကိုမမမင်းလာပါလေးရေးသွားပေးမယ် ဟုတ်ပြီနော်ကြည်နေတဲ့လူရဲ့ငါးဘုံဝင်တဘုံမရှိလက်မနှိမ့်ထားနော်အဲ့တော့ကြည်နေတဲ့ဘာမှပန်းမရှိဖုံးမှတ်စကင်ကိုလက်ညှိုးနဲ့ဒီလိုလေးတောက်ပြီးအဲ့လက်မနှိမ့်ပြီးသားဖြစ်သွားလိမ့်မယ်နော်ဒီကောင်မလို့လာတယ်ဆိုတော့ဒီကောင်လေးစဒီဇောင်းနှလုံးမောင်းခြင်းကနော်ဟောဒီကနေစတာဗျသူကနေကုံအတွက်ပေါ့နော်ဒီမှာဒီမှာဒီမှာပေါ့ဒီကသူကမနက်ပိုင်းမှာသူကဆင်း ဒီဆောင်နှမုံကြီး၃ခု၂ခုဝန်းကြီး၃ခုကြာဒီနှလုံး၅တုံကြောင့်ဝန်းကြီး၃ညရှိရဒီဆောင်နှလုံးမုံကြီးက၆၆တဝန်းကြီး၂တကြာအဲ့တော့အဲ့ဒီဘက်ပြီးသွားတော့တဲ့နော်အဲ့ဒီဘက်ပြီးသွားတော့ဒါမနက်ပိုင်းအဘက်ဒီပေါ့နော်နော်အဲ့တော့ဒီမှာဒီနှလုံးနှလုံးမုံကြီးက၄၄ခုဝန်းကြီး၉၈ဆိုကြာဒါမနက်ပိုင်းအဘက်တစ်ဘက်ပြီးသွားအဲ့တော့အဲ့ဒီဘက်ကနေနောက်တစ်ဘက်ကနေစားဒီဆောင်နှလုံးမုံကြီးက၁၁၆ဝန်းကြီးနောက်တစ်နေ့မှာ တက်ဆက်ထွက်တယ်။ဒီဇောင်းလုံးမောင်းကြီးကနှစ်နှစ်ခွန်ဝိုင်းကြီးနောက်တနေ့ညနေမှာကျွန်တော်၉နှစ်ဆိုပြီးထွက်တယ်။ဒီဇောင်းလုံးမောင်းကြီးကလေလေးကိုဝိုင်းကြီးကသူ့ရဲ့နောက်တနေ့ညနေမှာမနက်ပိုင်းမဟုတ်တော့နော်ညနေပိုင်းကိုဝိုင်းနော်လေးကိုဝိုင်းကြီးက၃ကိုဆိုထွက်တယ်။ဒီဇောင်းလုံးမောင်းကြီးက၃၃ရှစ်ဝိုင်းကြီးကနှစ်ရှစ်လို့ထွက်တယ်။ဒီဇောင်းလုံးမောင်းကြီးကငါးတူညာဝိုင်းကြီး၆၅လို့ထွက်တယ်။အဲ့တော့ဒီဇောင်းလုံးမောင်းကြီးကလေလေးကိုဝိုင်းကြီးဒီညနေစင်းပါလား။တစ်ချက်စဉ်းစားကြရှိမယ်။ ဟုတ်ပြီနော်ပြန်ပြီးတော့ပြပြမယ်နော်အားလုံးပဲဒါကပထမဒီဘက်မှာကြာတော့မနက်ပိုင်းကြီးစော်သွားတယ်နောက်တစ်ဘက်မှာကြာတော့နော်နောက်တစ်ဘက်မှာကြာတော့ကျွန်တော်တို့ညနေပိုင်းကြီးထပ်ပြီးတော့ရမလားမရမလားပေါ့နော်အဲ့တော့အားလုံးကျွန်တော်တို့ထပ်ပြီးတော့ကြည့်ကြအောင်နော်ဒါပြန်ကြည့်ပါဗျာနော် ီဇောင်းလုံးမောင်းကြီးနှစ်ခုဝန်းကြီးတို့မနက်ပိုင်းမှာ၃ခုကြဒီဇောင်းလုံးမောင်းကြီး၅တို့ညဝန်းကြီးမနက်ပိုင်းမှာ၃ညရှိကြဒီဇောင်းလုံးမောင်းကြီး၆တို့ဝန်းကြီးမနက်ပိုင်းမှာနှစ်တက်ဆိုကြဒီဇောင်းလုံးမောင်းကြီး၄ခုဝန်းကြီးမနက်ပိုင်းမှာ၉၈ဆိုပြီးတော့ကြတို့အလာပြီးတော့တဲ့နောက်တစ်ဖက်ကူပါဒီဇောင်းလုံးမောင်းကြီးတတိချဝန်းကြီးမနက်ပိုင်းမှာကြပါလိညနေပိုင်းမှာ၁၀လို့ကြတာဒီဇောင်းလုံးမောင်းကြီးနှစ်ခုဝန်းကြီးညနေပိုင်းမှာ၉၂လို့ကြဒီဇောင်းလုံးမောင်းကြီး၄ခုဝန်းကြီးကညနေပိုင်းမှာ၃၉လို့ကြတယ် ဒီဇောင်းနှလုံးမောင်းရင်38ကနှစ်နေပိုင်းမှာ28လို့ကြာဟောဒီဇောင်းနှလုံးမောင်းရင်ねငါငါတုံညာဝိုင်းနေတာเนาะငါတုံညာဝိုင်းနေတာဒီနှစ်နေပိုင်းမှာ65ဆိုပြီးတော့ကြာမလေးကညက်နေရเนาะအဲ့တော့မလေးကညက်နေ65နဲ့ရတယ်ဆိုဒါကြောင့်ရဒီဇောင်းနှလုံးမောင်းရင်ကဒီဇောင်းနှလုံးမောင်းရင်ကလေလေကိုဝိုင်းရင်ကဒီနှစ်နေမှာထက်ကြပါလားဟုတ်လားဒီညနေမှာ၄ခုဝန်းကြီးထက်ကြမနှမလို့မကြတော့ဒီညနေမှာ ကြပြရမှာလားအဲ့တော့ကျွန်တော်ဒီ၄ခုဝန်းကြီးနဲ့ကြမယ်ဟုတ်ပြီဟုတ်ပြီเนาะဒီ၄ခုဝန်းကြီးကြမယ်ဆိုရင်ねเนาะဒီ၄ခုဝန်းကြီးကဒီညနေမှာကြမယ်ဆိုဝန်းကြီးကိုကျွန်တော်က၄ခုဝန်းကြီးလို့ခံရမယ်ဟုတ်ပြီเนาะ၄ခု6 ုတ်လေးခုချိန်ကြအဲ့တော့လေးခုချိန်ကြလို့ဆိုကျွန်တော် brake line ကိုတစ်ချက်သွားကြည့်မှာ brake line တစ်ချက်သွားကြည့်မှာเนาะမျိုးလေးကြဲအဲ့တော့ brake line ကဒီကောင်ဘယ်လိုလာလဲဆို393ဒီ3လုံးမုံးခြင်းက3ညလို့ရ3ညရဲ့ power က9 3ညရဲ့လက်ခက်ကခွန်3ည9ခွန် brake ကနောက်တစ်နေ့နေကောမှာဆင်းပြရမှာဆိုတော့3ညပဲဆင်းတယ်3ည3ခွန်ဒီ3လုံးမုံးခြင်းက3ည3ည power က9 3ည8ခက်ခွန် ၃ည၅ခုခီနောက်၃ည၅ခုပရိနောက်တနည်းနေပုံမှာဆင်းရမယ်ဆို34ခုပရိဆင်းတယ်ဒီ၃လုံးမုံညင်းက၈၃ခု၈၃လုံးမုံညင်းက၈၈ရပါဝါက၃ရှင်းနဲ့ခါက၈၃1ပရိနေကုန်မှာဆင်းရမယ်ဆိုတော့2 1ဆိုရ၃ပရိဆင်းတယ်ဟုတ်ပြီနော်အဲ့တော့ဒီ၃လုံးမုံညင်းက9နော်ဒီ၃လုံးမုံညင်းက၈ဒီ၃လုံးမုံညင်းက9 9ရပါဝါက၄9ရနဲ့ခါက6 9 6ပရိနေကုန်မှာဆင်းရမလားဆိုတော့86ဆိုရ၄ပရိဆင်းတယ် ဟုတ်ပြီအဲ့တော့ဒီ3လုံးမုံကြီးက1 2 8ဒီ3လုံးမုံကြီးက1တည့်ရဲ့ပါဝါက6တည့်ရဲ့နက်ခက်က8 1 68ပြိနေကုန်မှာဆင်းရမှာဆိုတော့2 4ရဲ့30ရဲ့ဆင်းနေနော်ဒီလမ်းမလေးတန်းစီနေမယ်ကြည့်နေတဲ့တယောက်ချင်းစီအမျိုးတွေအားလုံးပဲကြည့်နေရင်လည်းဖုံးမတ်စပယ်ကိုလက်ညှိုးလေးနဲ့ဒီလိုလေးတောက်ပေးပါနော်လမ်းမလေးတန်းစီနေပြီပါကိုမမမင်္ဂလာပါလေးရေးသွားပေးမယ်နော် အဲ့တော့ဒီသုံးလုံးမုံကြီးက94ဒီသုံးလုံးမုံကြီး9တဲ့ကျွန်တော်တို့က9ရဲ့8ရဲ့4ရဲ့ဒီသုံးလုံးမုံကြီးက1တိရဲ့ပါဝါ6တိရဲ့နံခါက8တိ68ကဒီကောင်မှဆင်းရမယ်ဆိုတော့ break 68 break ဒီကောင်မှဆင်းရမယ်ဆိုဒီဘက်မှာမဆင်းတော့ဘူး။ဟာ sorry 90နဲ့ဆိုတော့တိ break ဆင်းတယ်နော်အဲ့တော့ဒီသုံးလုံးမုံကြီးနော်ဒီသုံးလုံးမောင်းကြီး1 4 3ဒီသုံးလုံးမောင်းကြီးက9 9ရဲ့ပါဝါက၄9ရဲ့နက္ခတ်က6 9 6ပြိဒီကောင်မှဆင်းရမယ်ဆိုတော့ဟောဒီရမှာ9 6ပြိမဆင်းသွားဘူးတဲ့တရားဖောက်တယ်เนาะအဲ့တော့အဲ့အောင်မှသူကဆက်ပြီးတော့ပြီးတယ်3ည3လေးဒီ3လုံးမုံကြီးကခွန်ခွန်ရဲ့ပါဝါက2ခွန်3ခွန်ရဲ့နက္ခတ်က3ည3ည2ဒီနောက်တစ်နေ့ဒီကောင်မှဆင်းရမယ်ဆိုတော့ဟောဒီမှာ3ည2ဆိုတဲ့2ပြိဆင်းတယ်ဟောဒီမှာ2 6ဆိုတဲ့3ည3ပြိဆင်းတယ်ဟုတ်ပြီအဲ့တော့ဒီခွန်လေးနဲ့ဒီ3လုံးမုံကြီးက3 ခွန်ရဲ့၄ရဲ့ပေါ်တော့တတိနှစ်ရဲ့ပေါ်တော့တော့ဒီ၃လုံးချင်း၃၃ရဲ့ပါဝါက၈၃ရဲ့နှက်ခက်ကံက၃၅၈ပြီနေကုန်နောက်တစ်နေ့နေကုန်မှာဆင်းရမယ်ဆိုတော့ဟောဒီမှာတင်းနှစ်ဆိုပြီးထပ်ဆင်းတယ်ဟုတ်ပြီအဲ့တော့ဒီ၃ရဲ့ဒီနှစ်ရဲ့ဒီနှစ်ဒီ၃လုံးပေါင်းချင်းကအဲ့လေ၄ရဲ့၃ရက်နှစ်နှစ်ဒီ၃လုံးပေါင်းချင်းက၄၄ရက်ပါဝါက၉၄ရက်နှက်ခက်ကနှစ်၄၉၂နှစ်ပရိနေကုန်မှာဆင်းရမယ်ဆိုတော့ဟောဒီမှာပရိလိုက်မှာ၄ရက်၉ရက်နှစ်၄၉နှစ်ပရိ မိကုံမှာဆင်းပြရမယ်ဆိုတော့ကျွန်တော်တို့ပါဘုန်းနေဖြစ်မလဲဆိုတော့၄ရက်၉ရက်နဲ့၄၉နှစ်ပြိမိကုံမှာဆင်းရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာဟောနော်၄၉နှစ်ပြိကမိကုံမှာဆင်းရမယ်ဆိုကျွန်တော်မနက်ပိုင်းမှာ၃၃ခွန်ဆိုတဲ့၃ညပြိဆင်းထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီညနေမှာ၄၉နှစ်ပြိဆင်းပြရမယ်အဲဒါပြိတိုင်းကကျွန်တော်တို့က၄ရက်၉ရက်နဲ့၄၉နှစ်ပြိလိုက်ပေါ့နော်အဲဒါကဘုလက်ကဂီးတစ်ခုဆိုတာပြောခြင်း ဟုတ်ပြီဒီကီးပေါ့နော်အဲ့ကီးမှာနည်းနည်းလေးပြောစရာတကူရှိတယ်နော်အဲ့တော့ဒီကီးမှာကနည်းနည်းပြောတာရှိတယ်ဒါကျွန်တော်ရဲ့ဒါယူရတာအများတဲ့ကျွန်တော်ယူတဲ့မတ်တက်လေးပေါ့ကျွန်တော်ကုမာကြီးလည်းမသိမှတ်လာပေါ့နော်အဲ့တော့ဒီကောင်ကဘလို့လာလဲဆိုတော့နေကုမာ၄ကုတစ်ကီးအညီးပြရတယ်နှီးတိုင်းပေါ့နော်နှီးတယ်ရကများတယ်ပေါ့နော်အဲ့တော့နှီးတယ်ရများတယ်ဆိုတဲ့ဟာကိုတစ်ချက်ကလေးစပြပေးမယ်ဒီကောင်ကဘယ်နေရကျွန်တော်မဆက်ရသေးတာလက်တန်းဆက်ပေးတာနော်ကျွန်တော်ပဲ ကြည့်ပြီးမှကျွန်တော်မိတ်ဆွေတို့ပြောတော့မှကျွန်တော်လက်တန်းဆက်ပြီးတာဘယ်နည်းနဲ့ပဲဒီစီတယ်ဆိုတော့ချက်တယ်เนาะဒီမှာဆိုရင်6 9ပဲ6 9 6 9တကြီးညီရမယ်ဆိုတော့ညီရဟောဒီဘက်မှာညီရဟောဒီဘက်မှာညီရဟောဒီဘက်မှာညီရတပတ်လုံးညီတယ်ဒီဘက်မှာမညီဘူးဒီဘက်မှာညီတယ်ဒီဘက်မှာညီတယ်ဒီဘက်မှာညီတယ်ဒီဘက်မှာမညီဘူး6 9တကြီးပေါ့เนาะညီရမယ်ကဲအဲ့တော့ဒီဘက်မှာဆိုရင်လည်း6 9တကြီးညီရမယ်ဆိုတော့ညီတယ်ဒီဘက်မှာညီတယ်เนาะဒီဘက်မှာ6 9တညီတယ်ဒီဘက်မှာ6 9တညီတယ်ဟောဒီဘက်မှာမညီဘူး ကဲဒီဘက်ဆိုကြည့်ဒီဘက်ဆိုရင်ကျွန်တော်တို့ကအာဒါဆိုရင်ဒီဝမ်ကြီးဒီမမကြီးဒီမဒီရဲ့ဂျာမတရက်ပဲကြီးရပါတော့ဖောက်ရက်ဒီခင်လာရပါကြဲအဲ့တော့၄၉၁ဒီဒီမကြီးတယ်ဒီ၃ရက်မှာမကြီးဘူးဟောဒီဘက်မှာကြီးတယ်၄၉၁ကြီးနေပါတော့အဲ့တော့နောက်တစ်ဝဲကိုသွားကြည့်မယ်ဒီဝမ်မှာဆိုရင်လည်း၄၉၁ကြီးနေတယ်ဒီဝမ်မှာ၄၉၁ကြီးတယ်ဒီဝမ်မှာမကြီးဘူးဒီဝမ်မှာ၄၉၁ကြီးတယ်ဒီဝမ်မှာ၄၉၁ကြီးတယ် ဟောဒီဘွယ်မှာ၄ခုတင်ကြီးတယ်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 အဲ့တော့ဒီဘွယ်မှာ၄ခုတင်မကြီးတော့မနည်းက၄ခုတင်ကြီးတယ်အဲ့တော့ကျွန်တော်တို့ကကီးနေနဲ့ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့က၄ခုတင်ကြီးနော်၄ခုတင်ကြီးဒါကတော့ကျွန်တော်တို့က ဒါဟိုနေပေါ့နော်ဒါ၄ခုတကီဟာဒါကျွန်တော်တသက်စာကြီးကျွန်တော်အကူမာရေးမှတ်ထားမယ်နော်၄ခုတကီရဲ့တသက်စာကြီးမနက်ပိုင်းမှာ၄ခုတရဲ့လူပြောက်လာပြီးညနေပိုင်းမှာ၄ခုတကိုနည်းနည်းလေးတတိပြူပြီးတော့ကစားကြီးကျွန်တော်ပြောတာမေးရောကျွန်တော်မိတ်ဆွေတွေကစားကြည့်လိုက်နော်အဲ့တော့၄ခုတကီတသက်စာကြီးဝမ်းရင်းရကြည့်မယ်ဆိုရင်ဒီ၄ခုတကီကိုကျွန်တော်ကင်လာတယ်အကြောင်းမဲ့တက်တက်ကင်တော့မဟုတ်ဘူးဘာကြောင့်အကြောင်းမဲ့တက်တက်ကင်တော့မဟုတ်ဒီ၄ခုဝမ်းရင်းနဲ့ရှိထားတယ်အဲ့တော့ကြောင့်မို့ကျွန်တော်၄ခုတကီကိုကင်လာ ဲ့တော့နောက်ထပ်ဝန်ကြီးတစ်ခုက9တုံညာအချင်းတစ်ခုရှိတယ်။နော်9တုံညာဝန်ကြီးတစ်ခုရှိတယ်။အဲ့တော့ကျွန်တော်တို့ကဒီမှာအားနေကနန်းအားနေကနန်းဆိုတဏိယမင်းသေကနန်းလို့သုံးလို့ရတယ်။နော်အားနေကနန်းကဒီညက်ဒီမှာကျွန်တော်အားနေတာက3ရက်တည်းအားနေတယ်။နော်3ရက်တည်းအားနေရဆိုတော့နော်အဲ့တော့နော်အဲ့တော့ကျွန်တော်တို့က ပြောမှဆို3တိ3ညဆို3လုံးအားနဲ့ဒါပေမဲ့3ညကျွန်တော်တို့ပတ်တိတည်းရှိရဝန်ကြီးနဲ့ညီနေအတွက်ကြောင့်မို့ကျွန်တော်ထည့်ပြရမှာခဲ့အားနေလို့မရတော့အဲ့တော့နောက်တစ်ခုကကြတော့ဒီညနေမှာနောက်တစ်ခုကျွန်တော်ကြိုက်တာရှစ်တလုံးနဲ့ကြိုက်သေးတယ်နော်ဒါပေမဲ့အဲ့ဒီကနန်းနေဒီမှာအများကြီးတည်းမှာကျွန်တော်ကနန်း main league ကနေ2 main league အားလုံး၈ကွက်ပဲယူပြီးမယ်နော်အဲ့တော့ပြီးအောင်ကြည့်မယ် နော်လက်မလေးအတန်းစီနေမယ်ကြည်နေရင်လည်းဖုံးမှန်စခရင်ကိုလက်ညိုးနဲ့ဒီလိုလေးတောက်ပြီးလက်မနဲ့ပြီးသားဖြတ်သွားမယ်အလိုလေးနော်ကုမမမင်္ဂလာပါလေးရေးသွားပြီးမယ်ဒါအမျိုးတွေကျွန်တော်ကုမကြီးတို့ပြောတာလက်မနှိမ့်တော့လေလက်မရောက်တရားမှုရောက်တထောင်လက်မရောက်တစ်ခုအခုတထောင်ပဲရှိအခုတထောင်ပဲရှိနော်ကျွန်တော်အိုးရရဆန်တိုးလာတော့နောက်တိုးွားလာတာမဟုတ်ဘူးကျွန်တော်ရဲ့ကျွန်တော်ကုမကြီးအဲ့လက်မလေးနှိမ့်မယ်ကုမန်လေးရေးရမယ်ဆိုကျွန်တော်ဗီဒီယိုလေးကအမြဲတမ်းတက်လာတယ်ကျွန်တော်မေးဆွေကုမကြီးရဲ့ဖုန်းထဲကိုအမြဲတမ်းတက်လာလိမ့်မယ်ဟုတ်ပြီဒါကိုပြောရတာနော် ကဲအဲ့တော့ဘယ်လိုလုပ်မလဲဝမ်းကျင်း break ဆိုတော့ဒီမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာလို့ညာဝမ်းကျင်ရင်လဲရှိသေးတယ်ပေါ့နော်မေမေငန်းလေးကထုတ်အဲ့မေငန်းလေးကမှာရှစ်လေးတကွရှစ်ချောက်တကွက်နောက်ပြီးတော့ငါးလေးတကွက်ငါးကူတကွက်ဒီကနေလေးကွက်ကအာ မေတဲဥပူတင်ထူတဲဥပူတင်နော်တဲဥပူတင်ထူမယ်ရှစ်ထိငါးထိစီရှိရှစ်ထိစီငါးထိစီရှိမယ်နော်တဲဥပူတင်ပြီးတော့ထူမယ်ဟုတ်ပြီနော်အဲ့တော့တဲဥပူတင်ထူမယ်မေကရှစ်စိငါးထိကတဲဥပူတင်ထူမယ်ပေါ့နော်အဲ့တော့အဲဒူမိန်ပေါ့နော်ဒူမိန်မှာရှစ်ကိုရှစ်လေးဆိုတာနှစ်ပြိတ်ကြီးတယ်နော် ရှစ်6ဆိုတာ၄ပြိညှိတယ်တိမကြိုက်တော့ရှစ်တက်ကိုပယ်မယ်ငါးလေး9ပြိညှိတယ်ငါးကို2ပြိညှိရဒါလေးကို1ညှိတော့ခိုက်ပြီလို့နော်အဲ့တော့နောက်တစ်ခုထပ်ပြီးတော့ရေးမယ်အဲ့နောက်တစ်ခုကဘာလဲဆိုတော့40တုံညာလေးတုံညာကူပေါ့ဗျာတုံညာလေးတုံညာကူနောက်ကကြတော့၈၉၈နာ ီကနေဘယ်နှကွာရှိမလဲ၄ကွာ၄ကွာ၈ကွာနော်အဲ့တော့ဒီကနေ၈ကွာဆိုရင်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲလုံလောက်ဘူးဒီညနေကျွန်တော်တို့နော်ဒီညနေပေါ့နော်ဒီကျွန်တော်တို့တရက်နေညနေ၄နာရီကွာအတွက်ဒီကနေ၈ကွာဆိုကျွန်တော်မျိုးတွေအားလုံးပဲလုံလောက်မယ်လို့ယုံကြည်တယ်အဲ့တော့ကျွန်တော်ကိုယုံနေဆိုဒီကနေ၈ကွာပဲတော့ထူဟုတ်ပြီနော်ကျွန်တော်ကိုယုံနေဆိုရင်ဒီကနေ၈ကွာပဲတော့ဟုတ်မယ်ကျွန်တော်အကူမတွေအားလုံးပဲ နော်ဒီညနေမှာမိက65လို့ပေါက်ချင်တယ်ဆိုဒီကနေ6ကွာပဲထားလို့အဲ့မှာ main နေ2 main နေခွဲပေးထားတယ်နော် main နေ2 main နေခွဲပေးထားတယ်အဲ့တော့အဲ့လားလေးကိုတေချာချာလေးလိုက်ထူပါနော်ကြည့်နေတဲ့တောင်ချင်းစီတိုင်းအားလုံးပဲအဲ့လားလေးကိုတေချာလေးလိုက်ထူပြီးပါနော်အဲ့တော့ကြောချင်တာတခုကဟုတ်ကျွန်တော်ပေးတဲ့ကဏ္ဍတွေမှာနှိမ့်တဲ့သမားတွေအတွက်ပေါ့နော်ကျွန်တော်တနေ့ဦးအားလုံး6ကွာပေါ့နော်6ကွာပေးတယ် နော်တခါလေကြာရင်ကျွန်တော်တက်ပြန်သေတော့တက်လို့မရဘူးကျွန်တော်အရန်ကြက်သေးဖြစ်လာပြီဆိုရင်ပြောတယ်ခဏရမ်းများမှာတော့ဒီညနေလေတဲ့ကြောင့်နှိမ့်လိုက်တမတရားအတွက်ကမိန်းကနန်း6ခွက်9ခွက်10ခွက်9ခွက်တရားသူတို့တမမှုမမှုတကယ်တကယ်နှလုံးထိုးတဲ့လူတယောက်တော့ကတနေ့ကိုအိုက်ကနန်းဗျာဒီတစည်းကိုက6ခွက်တဲ့ကြော်ဦးကြော်ရမယ်10ခွက်တဲ့ကြော်ဦးကြော်ရမယ် တကယ်နှလုံးထိုးတဲ့လူတွေပေါ့နော်အဲ့တော့မဟုတ်ဘူးတကွက်ကောင်းကျွန်တော်တို့ကတကွက်ပဲပဲပိုင်ပြီးကျင်တာလို့ဘာလို့ဆိုရင်ကျွန်တော်အဲ့လူမျိုးတွေဆိုနည်းနည်းလေးဝင်နေဖြစ်တယ်ဗျတကယ်တကယ်တကယ်တဒီလူမျိုးတွေကဒီလူတွေကအဲ့လိုမျိုးနှလုံးထိုးတာလေအဲ့လိုအဲ့လောက်ထိကနှလုံးအဲ့လောက်ထိပါနနာပါတာလည်းမဟုတ်ဘူးအဲ့လောက်ထိလည်းထိုးတာမဟုတ်ကျွန်တော်ကနှိမ့်တဲ့သမားတွေတော့ကျွန်တော်တွတ်ပြရတွေ့ရအောင်နော်ဇာတုအားလိုက်ဇာတုအားရရတယ်ဇာတုအားလို့လည်းရရတယ်တကယ်ဒီ main ဘက်မှာကျွန်တော်ကဒီဟာကိုထိတ်စီးပူလောင်လားလို့ နော်ဒါဇာတုပဲထားတီးလိုက်ပါကြာဇာတုတူးလိုက်လို့ရနော်ဒီကနေ့ရှစ်ကွက်တယ်နော်အဲ့တော့ကျွန်တော်တစ်ခါပြင်းမှာ၄ကွက်၅ကွက်၆ကွက်၇ကွက်၈ကွက်ဒါပဲပေါ့နော်၆ကွက်၇ကွက်၈ကွက်ဒီလောက်ပဲကျွန်တော်ပြီးတာနော်ကဲအဲ့တော့အားလုံးပဲနောက်ရကြမှာပြန်တွေ့မယ်ကျွန်တော်ကူမတွေအားလုံးပဲစိတ်ချမ်းသာရင်ကိုကျမချင်းနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကူပါရင်လူရင်းဆန္ဒသုံးလုံးပါရင်ပြည့်စုံနိုင်ကြပါစေပြပါပြီနော်စတားလေးပြပြီးသွားမယ်နော်ဒီကနေ့၄ကွက်တတိထားမယ် ကဲအားလုံးပါပါနောက်ရက်ကျမှပြန်ကြည့်ကြမှာပြန်နော်ရှင်လေးကငါလေးကြိုက်တယ်ဒါကြိုက်ရင်ထီးတာတီးလိုက်တော့နော်ကြိုက်ရင်တီးတာတီးလိုက်တော့